ဝင်ကြရစိုက်နေရကိုမယုံမီခလန်းလာမှာနှကိုလေးတခုရှိနေပါတယ်အဲ့ဒီနေရာကရွာအစွန်ကုန်းဆောင်လိုလိုဖြစ်နေပြီးခတ်မဲမဲအေးဆတ်ဆတ်အငွေအတတ်မျိုးရှိနေတာကိုပဝန့်ချင်းကတတိထားမိကြပါတယ်တချို့အထုတမားနေဆိုညဘက်ဆိုအဲ့ဒီနာကိုမဖျားရေးကြဘူးနှကုန်ကတိတာဆင်ကေပေါ်မှာမြေပန်းအိုးနဲ့ကောပကံပြားတင်ထားပြီးမဲပုံမှန်မြို့ပေါ်က စနစ်တကျပြင်ဆင်ထားတဲ့နနန်းကလေးမဟုတ်ဖဲဒေတာရဲ့အကျန်းတဲ့ရိုးစင်းတဲ့ပူဇော်ပသက်မှုကိုပြသနေတယ်လို့ပါပဲကျွန်တော်တို့ဆက်အဖွဲ့ရောက်လာတော့ကိုအောင်ကြီးကဒေတာကင်တွင်နဲ့စကားပြောပြီးဒီနကွန်းဟာရိုးရနေမင်းဆိုနှစ်ခွန်းထိပ်ပြီးမလွန်ဆန်တင်မှုလို့တတိပေးထားပြီးသားပါအဓိကအဖြစ်မကောင်းတဲ့စကားမပြောဖို့မစော်ကားဖို့အမှိုက်မပြဖို့ဒီဒီစကြာမှာထားခဲ့တာ ပြီနဲ့မောင်စိုးလူရွှတ်နှောင်းတော့အကြောက်လန့်ကင်းဒီနည်းနည်းမှမယုံမကြည်မရှိတဲ့သူကတော့ဒီစည်းကံကိုမလိုက်နာဘူးသူကအမြဲတမ်းပျော်ပျော်နေတတ်တယ်လို့တခုခုကိုအရွက်တက်ရမှကြီးနေတူညနေတိုင်းအရက်အမြဲဝေပြန်လာရင်နှခုံးရှစ်မှဆိုင်ကဲကိုတမင်ရပ်ပြီးပါလာတဲ့အထုပ်ကိုမြော့မြော့ပြနေကြအချင်းကလည်းဒီနေရာမှာဘာမှမရှိဘူးဆိုတဲ့သဘောကိုပြကျင်တာလေးထင်နိုင်ပါတယ် အဲ့ဒီညနေကထမင်းဝိုင်းမှာမောင်စောပုကတ်ခန့်တီယုံရင်းစခန့်ပြီးတော့မှအားစုံကနိုင်ရတကိအရှင်အဝါကိုလက်ခံလိုက်ကြတယ်။မောင်စောထမင်းဝိုင်းကနေကမှုရှူတိုင်းထွက်ပြီးပြီးမားဓမာတိုင်ကိုခေါင်းနဲ့ပြီးစောင့်တာကလည်းတိုင်က အကွဲတန်ထွက်လာလောက်အောင်ကိုအားပါလွန်လာတယ်။ကိုအောင်ကြီးအပောင်ဝင်အလို့သမားသုံးလေးရဝိုင်ထင်းမှာမောင်စောငင်းကြသွားတာပါ။ဒါပေမဲ့ သူငြိမ်ချသွားချိန်မှာကိုကထားတဲ့နတ်ကပြောရဲ့စကားတွေကပူပြီးတုံ့လုပ်စရာကောင်းတယ်ဒီကောင်ကိုတတ်ပြီးချင်တာငါနေရာမှာငါကိုအားခံနေတာဒီညမလွတ်စေရဘူးစသဖြင့်မန်အပြင်းနဲ့ရန်ကျွေးနဲ့လေတန်းတွေထွက်လာတော့ထမင်းဝိုင်းနာကတချို့လူငယ်တွေကြောက်လန့်ကုန်ကြတယ်ကိုအောင်ကြီးကအခြေအနေကိုနားလည်အောင်ဖြေရှင်းဖို့စူးစမ်းပေမဲ့ပူးနေတဲ့နတ်ကလုံးဝအယူအမပေးဘူးငါ့ကိုမမေနဲ့ ငါပါလဲဆိုလားမင်းတော့သိเสียမလို့ဘူးဆိုပြီးပစက်ကဒလွေတွေထွားအောင်ဒေါ်တရကြီးအော်ဟိနေတာဘေးအီကဦးလေးကြီးယောင်လာပြီးတင်ဝင်ထားတဲ့ပတိကိုဆွချပေးလိုက်တော့မှညီထွားတယ်ဆိုပေမဲ့တရားခွေဖွင့်ပြီးနာယီဝတ်လော့အချင်းယူပြီးရေမနှင်းတိုက်ပေးပတိစီပေးပြီးမှမောင်စောဟာရုပ်တရက်မူလဲသွားတယ်လို့လဲကြပြီးပုံမှန်အတိုင်းပြန်ဖြစ်လာတာပါသူနိုးလာတော့လေဘာမှမမှတ်မိဘူးဆိုတော့အလုံးကတပင်းချပြီးမြင် စိုးရင်စီကတော့ရှိနေပါသေးတယ်။အမှမရှိတော့မောင်စောရဲ့လွန်ကျူးမှုများမောင်စောရဲ့အကျင့်ဆိုးကြောင့်ဒီကိစ္စဖြစ်မှန်းအားလုံးတည်သွားပြီးနောက်မှာသူ့ကိုအဖြစ်တင်ကြတာအတော်ကိုများပါတယ်။ဒေတာခင်ယူကြည့်တဲ့အရာကို အလေးမထားတာဟာလူမျိုးရေးပဲရော့နေမီဒလိပဲရော့မွားတယ်လို့ကိုအောင်ကြီးကပြင်းပြင်းထန်ထန်စူပူပါတယ်။မောင်စောကအားလုံးရဲ့စူပူမှုကိုခံယူပြီး နောက်နေ့မှတောင်းမှန်ပွဲကိုသွားလွတ်ခဲ့တာဟာအမှန်ပါပဲကျွန်တော်တို့လည်းအတူတူလိုက်ပါပြီနတ်စင်ကိုရိုသေစွာတောင်းပန်ကတော့ခဲ့ကြပါတယ်အဲ့ဒီတုန်းကနတ်ကွန်းကနတ်ကကျင်းနဲ့သွားပုံရတယ်လို့ပဲယူဆခဲ့ကြပါတယ်ဘာထူးခြားမှုမှမရှိခဲ့လို့အားလုံးကအဆင်ပြေပြီလို့ပဲယူဆခဲ့ကြပါတယ်ဒါပေမဲ့မောင်စောရဲ့စိတ်တကတကယ်တမ်းလုံးဝမပြင်းခဲ့ဘူးဆိုတာကိုနောက်ပိုင်းမှသိရတာပါတောင်းပန်တာက အဖွဲလိုက်လုတ်ခိုင်းလို့သာလုတ်ရတာသူ့ရင်ထဲမှာတော့အယုံအကြည်မရှိတဲ့ဝိညာဉ်စရဲကိုငါကဘာလို့တောင်းပညာမှလဲဆိုတဲ့မချေနှက်ချက်တင်နဲ့ပြည်နီးခဲ့တာသူကလူတရားကိုဒုက္ခပေးတဲ့နတ်ဆိုကြီးကောင်းတယ်နတ်မဟုတ်ဘူးလို့ယူဆခဲ့တာနောက်ဆုံးမှာတော့သူညံခုံပြေရောက်ပြီးဖုံးဆက်တဲ့အခါမှာကျွန်တော်တို့မတိခဲ့ရတဲ့လူရှူဝချက်ကိုဖွင့်ချသွားတာသူဟာတောင်းပန်ပွေလှုပ်ပြီးတိတ်မကြခင်ပါမင်းညဘက်လူကြီးတင်ရှင်း သူတယောက်တည်းနှက်ကုန်းကိုပြန်သွားခဲ့တယ်လေအဲ့ဒီဒိမ်းမအင်္ဂါနီဘသူမှမသိအောင်ဝဲထားတဲ့အရာပလင်းအပြည့်တပလင်းကိုတွားယူခဲ့တယ်နှက်စိန်ရှိမှရက်ပြီးမင်းကငါ့ကိုဒုက္ခပြီးခြင်းနဲ့အောင်းနာဆိုရင်ဓာကိုယူပြီးတောက်လိုက်မဟုတ်ရင်ငါ့ကိုနောက်ထပ်မနောက်ရှက်တော့နဲ့ဆိုပြီးရွဲပြီးအဲ့ဒီအရာပလင်းကိုနှက်စိန်ပေါ်မှာတင်ထားပြီးခဲ့တာဆိုတာကိုသူကရဲမောပြီးပြောပြတယ်အဲ့ဒီလိုရက်ပလင်းတွားတင်ပြီးစိန်ခွန်လိုက်တဲ့နီးကစပြီး နိုင်ရဲ့နှောက်ရှဲမှုကပိုဆိုးဆာလာတော့တာပဲသူဖုံးတွေကလေတန်းကရင်မောနေပြီမင်းသူဖြုတ်တဲ့ဖြစ်ပြက်တွေကတော်တော်လေးကိုကြောက်เสียကောင်းနေဟာစကြီးကနေတိုင်းလိုလိုစဖင်းတွေကစူပြုံကျွလာတာအိတ်နေလေအိမ်မဆိုးတွေမှပြီးလန်းနိုးနေရတာအဆိုးဆုံးကတော့ညဘက်ဆို တကူလုံးမှာအီဆက်ဆက်အထီးတွေခုခုခန်းစားနေရတာခေါင်းကစဖင်းတွေကိုအနောက်ကနေအตาကုံလှန့်ဆွေးခံနေရတဲ့သူလိုမျိုးကိုခန်းစားရတာတဲ့အဲ့ဒီအချိန်မှာပုံမှန်လူတို့မဟုတ်တော့ပဲစကြောတွေတင်းပြီး ဇက်ပါနောက်ဖက်ကိုအလိုလိုလန်လန်ပြီးပါသွားတတ်ကြဗျာအဲ့လိုခန်းစားနေတိုင်းကျွန်တော်ကတော့ဂါထာရိပတာမလုပ်ဘူးတမင်ကိုခက်ကြမ်းကြမ်းပြန်ဆဲပစ်လိုက်လေမင်းကနှက်ဆိုရင်ငါ့ကိုဘာလို့ဒီလိုဒုက္ခပေးရလဲဆိုပြီးဆဲမိလေပိုးပြီးစပင်ကိုအားနဲ့ဆွဲခိုင်းရတယ်ပဲတော်တော်ကိုမလွယ်တဲ့နှက်ဗျာအဲ့ဒီနှက်ကကျွန်တော်ကိုသိပြီးမကြည်နှက်တာသူရဲ့ပုံမှန်မဟုတ်တဲ့ room gun ဖြစ်စီမှုတွေကြောင့်နောက်ဆုံးမှာစိုက်ကနေအပြိအပိုင်ထွက်ပြီး ဘုံကြီးဝတ်လိုက်ရတဲ့အထိဖြစ်ခဲ့ရတာပါဘုံကြီးဝတ်တန်စင်ကမှအစွဲလမ်းတွေလွကျွဲတော့ပုံရတယ်လို့သူကယူဆပါတယ်ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီးလမ်းပေါ်မှာဆိုင်ကနဲ့တောင်းကြီးနှက်စင်ပုံစံမျိုးလေးတွေ့ရင်တော့မှခေါင်းကအေးခနဲ့ဖြစ်ပြီးမရချင်တော့တာဘူးတကယ်တော့အဲ့ဒီနှက်ကကျွန်တော်ကိုခေါင်းကစပင်းတွေအားလုံးကျွတ်သွားအောင်လုပ်ခဲ့တာပဲဗျာအခုတော့ခပ်ပါပါလေးပဲကြံတော့တယ်ဗျာနတ်ဆိုရာအယုံကြီးမရှိပေမဲ့ဒီတခါတော့ အမတ်တရကြီးဖြစ်ခဲ့ရတယ်လို့ပဲပြောရတော့မှာပေါ့အခုတော့လဲအားလုံးကပြန်ပြီးအဆင်ပြေသွားပါပြီသူ့ရဲ့ရည်တဲ့နှုတ်မှတ်ခြင်းရစ်တဲ့ကျွန်တော်တို့အဖွဲ့သားတွေကတော့နတ်ဆင်ရှိအောင်ရင်ကို အတော်လီတတိထားပြီးနေခဲ့ကြရတာပါမောင်စောရဲ့ရင်ဆောင်မှုကကျွန်တော်တို့အားလုံးကိုပါနေမည်ဆိုးနိုင်ရဲ့အရှင်အဝါကိုပေါင်းမကျော်မိအောင်တတိရှိသွားစေခဲ့တာဟာတော့အမှန်ပါပဲတကယ်ဘလို့ကောင်းမဲမသိဘူး တခြားတော့မဟုတ်ပါဘူး။မောင်စောကိုပြောတာပါ။